ဥရှင်တို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ရဲ့တန်တာမှာတခါတလေကောင်းတာလေးတွေကကြိုးကြကြိုးကြဖြစ်ခဲ့ဘူးတယ်ပေါ့ဟုတ်လားဒါပေမဲ့အဲ့ဒါလေးကအမြင်ဖြစ်နေတာမဟုတ်ခိုင်တဲ့အရှင်မြဲတဲ့အရှင်ကိုမရောက်ဘူးလေဒီဆရာဘုရားကြီးရဲ့ဝါဒတော်နဲ့ပြောမယ်ဆိုရင်တော့နိယမအဖြစ်ကိုမရောက်ဘူးပေါ့နိယမဆိုတာမြဲသွားတာဆိုကြပါစို့တရားတရားတွေတတိတွေတမာတိတွေဒါတွေတီးနေအောင်မြင်းနေအောင်ဒကာဓမ္မတို့ဦးဇင်းတို့မှာအဲ့ဒါလောက်အထောက်ထားတဲ့အစွမ်းတတိမရှိသေးဘူးဟုတ်လား အရကုတုကောင်းမှုတွေကိုခိုင်းနဲ့မြင်းတဲ့အဆင့်ထိရောက်အောင်တိုးတက်သွားအောင်ကြိုးစားရမယ်ဆိုတာသူ့ရဲ့အဓိကရည်ညွှန်းချက်ကဒီလောကုတ္တရာကုတုမတရားတွေကိုရမှကုတုကောင်းမှုတွေကမဖြစ်သွားတာလို့နော်မြင်းတဲ့သဘောသူတော်ကောင်းတရားတွေမြင်းတဲ့သဘောဖြစ်သွားတာအဲ့ဒီအဆင့်ကိုရောက်အောင်ကြိုးစားရမယ်လို့ပြောတာနော်ဘုရုရှင်ဆိုရင်တော့လှုပ်ထားတဲ့ကုတုကောင်းမှုတွေကခိုင်းတဲ့အဆင့်မြင်းတဲ့အဆင့်ကိုမရောက်ဘူးလှုပ်လိုက်ပြင်းလိုက်နော်မေ့သွားလိုက် မရတဲ့အချိန်ထားလှုပ်လိုက်ဒီလိုမျိုးပေါ့ဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ကြိုးစားရမယ့်အချက်နှစ်ချက်ဒီနေရာမှာဘေးသက်ပေါင်းတရကောင်းတို့ဒီတမ္ပပဒလုံလဝရိယ၄ပါးတဲ့ကိုနော်လုံးဝအကျုံးဝင်သွားအောင်ကြိုးစားအထောက်ရတဲ့နေပြောကြည့်မယ်နော်ဆိုကြပါစို့မနေ့တုန်းကဟောခဲ့တဲ့တတိပဌံဘာဝနာတရားမိမိခန္ဓာမှာတတိထားတဲ့အလုံးလို့ဆိုကြပါစို့နော် အဲ့ဒီအလုတ်ကိုစွန်းစွန်းတမန်စူးစမ်းနေမယ်အထုတ်နေမယ်ဆိုလို့ရှိရင်တစ်အချက်နော်ဖြစ်ပြီးဖြစ်စေအကုသိုလ်တရားတွေကိုပယ်ရှားဖို့စူးစမ်းရရောက်တယ်ဟုတ်လားအောင်စောသူကစူးစမ်းအထုတ်လို့တကယ်လို့တောတပတိမဲ့ညံကိုရခဲ့မယ်ဆိုလို့ရှိရင်အပေချားနိုင်ပြီးအထိချိုးွားတဲ့အကုသိုလ်ကံတွေကိုချစ်ဖြစ်ပြီးသားဖြစ်သွားတယ်အဲ့ဒီဒီကိုဥတည်နေတယ်ဟုတ်လားဒါကြောင့်မိမိခန္ဓာမှာတတိထားလိုက်တိုင်းထားလိုက်တိုင်း ငါသည်ဖြစ်ပြီးဖြစ်စေအကုဒုတရားတွေကိုဖယ်ရှားဖို့ကြိုးစားရာရောက်နေတယ်လို့အတည်ရမယ်။သဘောပေါက်လားဦးဇင်းပြောတာ။အေးဒါဒီမကဘူး။မဖြစ်သေးတဲ့အကုဒုတရားတွေကိုလည်းပဲမဖြစ်ပေါ်အောင် ကြိုးစားအထောက်ရလဲရောက်တယ်။ဆွေးကြပါစို့အလွယ်နားလေရမှာကအရဒမဉဏ်ရမယ်ဆိုရင်တော့ဘာအကုဒုမှနောက်ထပ်ဖြစ်စရာအကြောင်းမရှိတော့ဘူး။အကယ်၍သောတပတ္တိမဉဏ်ရခဲ့မယ်ဆိုရင်တော့ အပေချနိုင်သည့်အထိရှိုးရတဲ့အကုသိုလ်ကံတွေကတော့ဒီတန်တရားမှာဘယ်တော့မှမဖြစ်တော့ဘူးဟုတ်လားဒါကြောင့်သတိပဋ္ဌာန်ဘာဝနာကိုအားထုတ်နေခြင်းပြီးမဖြစ်သေးတဲ့အကုသိုလ်တွေကိုမဖြစ်ပေါ်အောင်လည်းပဲကြိုးစားနေရရောက်တယ်သူ့အားထုတ်နေလို့ရှိရင်ဘယ်အကုသိုလ်ကံမှအဲ့ဒီအချိန်မှာဖြစ်เสียအကြောင်းမရှိတာလဲတကြောင်လို့ပြောလို့ရတယ်ဘူးဟုတ်လားလေးပါးလုံးအကျုံးဝင်နေပုံကိုပြောပြမှာနော်အခုဖြစ်ပြီးဖြစ်စေအကုသိုလ်တရားတွေကိုဖယ်ရှားရရောက်တယ်ဆိုတာနားလေကြတယ် မဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုမဖြစ်အောင်ကြိုးစားရရောက်တယ်ဆိုတာလည်းနားလေကြတယ်ပေါ့ဟောမဖြစ်သေးတဲ့ကုသိုလ်တရားတွေကိုဖြစ်ပေါ်အောင်ကြိုးစားအထောက်ရလည်းရောက်နေတယ်ဟုတ်တယ်မဟုတ်လားဘာဖြစ်လို့တော့သောတာပတ္တိမဉ္ဉံတဂရဂามိမဉ္ဉံအနာဂามိမဉ္ဉံအရဟတမဉ္ဉံဆိုတဲ့ဒီမဖြစ်ပေါ်ဘူးသေးတဲ့လောကုတ္တရာကုသိုလ်ကံတွေကိုဖြစ်ပေါ်အောင်ရှိရှုနေတဲ့အတွက်ကြောင့်သူကြိုးစားနေတာကအဲ့ဒါတွေကိုရဖို့အတွက်ဘာလုပ်နေလို့ရှိရှုနေတယ် ူဥတီထားတာကအဲ့ဒီကိုဥတီထားတာဒါကြောင့်အဲ့ဒီကိုရောက်ဖို့အတွက်သွားနေတဲ့အတွေ့အကြုံမဖြစ်ဘူးသေးတဲ့ကုသိုလ်တရားတွေဖြစ်အောင်လည်းပဲကြိုးစားအထောက်အရရောက်တယ်မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟောတခါဖြစ်ပြီးသားကုသိုလ်တရားတွေတိုးတက်ခိုင်မြဲသွားအောင်ကြိုးစားရလေရောက်နေပြန်တယ်ဟုတ်တယ်မဟုတ်လားဒီတတိတွေကိုကျင့်ပါများစွာအထောက်မယ်ဆိုလို့ရှိရင်သတိတွေတိုးလာဖို့ဉာဏ်ပညာတွေကြီးလာဖို့အကြောင်းတရားဖြစ်တယ်လို့မနေ့တုန်းကအရေးအမြတ်လောက်အရင်တို့ပြောခဲ့ပါတယ်။အမိမိခန္ဓာမှာ သင်ရှားဖြစ်နေတဲ့တဘာဝတရားကိုကောင်းကောင်းဆိုးဆိုးစိတ်တိုင်းကြကြမကြကြသတိထားနိုင်မယ်ဆိုလို့ရှိရင်အဲ့လိုသတိထားနိုင်ခြင်းဒီပင်လျင်ဉာဏ်ပညာကြီးကြီးပွားခြင်းရဲ့အကြောင်းအဲ့ဒီလိုသတိမျိုးနောက်ထပ်တစ်ပံဖြစ်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 လာခြင်းရဲ့အကြောင်းသတိထားခြင်းဒီပင်လျင်သတိဒီနောက်ထပ်ဖြစ်เสียအကြောင်းဖြစ်နေတယ်။နောက်ပတ်စံရနိုင်ခြင်းဒီပင်လျင်နောက်ထပ်ပတ်စံတွေရဖို့အကြောင်းတစ်ခုထပ်ဖြစ်နေပြန်တယ်။ဒါအလွန်ထင်ရှားတဲ့ဥပမာကိုပြောတာ။ ဟုတ်တယ်မဟုတ်လားတချို့ရှိတယ်လေနော်ဦးဇင်းတို့တော်တော်ပြည့်စုံတဲ့တရားကြီးတယောက်ကပြောဦးတယ်နော်ပဆန်ရှိဖို့ဆိုတာတဲ့နော်အချင်းအိုးတိုးတည်ရတယ်လို့ပဲလို့သူကပြောတယ်သူ့ဘဝမှာတော့အဲ့လောက်မြန်လွယ်နေလို့လားတော့မသိဘူးပေါ့လေနော်အချင်းအိုးတည်တယ်ဆိုတာပထမအချင်းပတ်ကလေးတစ်ပတ်အချင်းဖြစ်ဖို့ပဲလိုတယ်ပေါ့နောက်အတူအဲ့ဒါလေးအချင်းဖြစ်သွားပြီဆိုတော့နောက်အဲ့ဒီကထက်စိုက်တာထက်ထက်တယ်ဆိုများအကုန်လုံးအချင်းဖြစ်တယ်လို့ပြောတယ်ဒါကတော့သူ့အပြောပေါ်လေဟုတ်မဟုတ်တော့ဦးဇင်းမသိဘူးဟုတ်လားနော်ဘိတ်တပေါင်းတူအောင်လို့ဒါကဘာလဲ နော်ဒါပါလဲဆိုလို့ရှိရင်ဟိုဓာတ်သဘာဝဆိုတာကုသတဲ့သဘောရှိတယ်ဆိုတာကိုလည်းနားလည်စီခြင်းတော့ဟုတ်တယ်မဟုတ်လားအော်ဆင်းရဲရင်လည်းပဲဆင်းရဲတွင်းကထွက်ဖို့တိတ်မလွယ်ဘူးအချမ်းသာဖို့ဆိုရင်လည်းပဲချမ်းသာဖို့အရာကတူတူတူအကြောင်းအကျိုးတွေကဆက်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 ပြီးတော့တွားတာရှိရောဒါတရားသဘောလေးနဲ့ဦးဇင်းတို့ကစဉ်းစားတက်စီခြင်းလို့ပြောပြတာခုလည်းမြတ်စွာဘုရားကတတိထားနေခြင်းတည်နောက်ထပ်တတိတွေတိုးပွားလာခြင်းရဲ့အကြောင်းတရားတစ်ခုလို့အလိုဟောတယ်ဟုတ်လား တတိထားခြင်းဒီပဲလေနောက်ထပ်တတိတွေရရနေဖို့အမတ်တွေရရနေဖို့ကြောင်းတရားဖြစ်တယ်။ဒါကြောင့်ပြည်သက်ပေါင်းတော်ကောင်းတို့တတိထားတဲ့အလုတ်တွေဖြစ်ပြီးသားကုသိုလ်တရားတွေကိုတွတ်တက်ခိုင်မြဲအောင်ကြိုးစားအထောက်ရာကိုရောက်တယ်လို့မဆိုနိုင်ဘူးလား။ဆိုနိုင်နေ။ဒါကြောင့်မိမိခန္ဓာမှာတတိတစ်ချက်စိုက်လိုက်တိုင်းဆက်လိုက်တိုင်းသမဗ္ဗဒံလုံလဝရိယ၄မျိုးလုံးကိုပါဝင်နေတယ်လို့နားလည်ရမှာ။တတ်တဲ့ကောင်းတဲ့ဝရိယမရှိဘူးပေါ့။ နော်ဝရိယတန်မာတက်သွားတယ်အလွန်ကောင်းတဲ့ဝရိယနော်အကုသိုလ်ပေတာလောက်အကုသိုလ်ပေဖို့ကြိုးစားတာလောက်ကောင်းတဲ့အလွန်မရှိဘူးကုသိုလ်ဖြစ်အောင်ကြိုးစားတဲ့လုံလဝရိယလောက်ကောင်းတာမရှိဘူးဒါရိုးရိုးလေးပဲဟုတ်လားအကုသိုလ်မဖြစ်အောင်ကြိုးစားတဲ့လုံလဝရိယလောက်ကောင်းတဲ့လုံလဝရိယမရှိဘူးကုသိုလ်ဖြစ်အောင်ကြိုးစားအထောက်တဲ့လုံလဝရိယလောက်ကောင်းတာမရှိဘူးဘာလို့လဲဆိုတော့တန်မာဖြစ်သွားတယ်ကောင်းတယ် အဲ့လိုဆိုရင်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်တို့တမပဒံလုံလပရိယ၄မျိုး ਨੇ ပတ်သက်ပြီးတော့ဒီလောက်ပဲပြောမယ်ပေါ့နောက်ထပ်ဦးဇင်းကဘာပြောရင်တော့ဆိုတော့ဒီပဒါနနော်ကောင်းတဲ့အလုပ်ကိုသူကအထုတ်တာမှာရိုးရိုးအထုတ်တာမဟုတ်ပြင်းပြင်းထန်ထန်အထုတ်တယ်ဟောဒီပြင်းပြင်းထန်ထန်ဆိုတဲ့စကားကလည်းပြောစရာလိုတယ်ပေါ့ခုတက္ကသိုလ်ကဦးဇင်းတို့တွေက